hallelujah ဘုရားခင်ကျေးဇူးတော်ချီးမွမ်းနေ online ကညီကိုမောင်နှမ God bless you amen ဖယားကနှုတ်ဘတ်တော်ကိုခံယူဖို့အမြဲတမ်းနှလုံးသားထဲမှာတောက်လောင်နေတဲ့သူတွေဖယားခင်ကောင်းကြီးပေးပါစေ amen ဒီနေ့ကျွန်တော်အနေနဲ့နှုတ်ဘတ်တော်အပြည့်ဝင်ငါခြင်းနဲ့အဲ့ဒါပါလေဘဝမှာမလဲဘူးပဲနဲ့လမ်းလျှောက်တတ်တဲ့လူဆိုတာမရှိဘူးငါတခါမှမလဲဘူးဘူးဟေးငါဒီလိုနဲ့ပဲမွေးကလေးကလမ်းလျှောက်တတ်လာဆိုကြားဘူးလား မရှိဘူးလမ်းလျှောက်တက်တဲ့လူတွေအားလုံးပဲကြည့်ငယ်ငယ်တုန်းကလဲဘူးတဲ့မလဲဘူးပဲနဲ့ဘလို့လမ်းလျှောက်တက်မလဲလဲမာကိုကြောက်နေတဲ့လူတွေဘယ်တော့မှလမ်းလျှောက်တက်မှာမဟုတ်ဘူးဒါကြောင့်မလို့ချက်တော်ကြီးကိုမောင်တို့ကကျွန်တော်ပြောခြင်းတယ်လဲမယ်လဲတာကငါတို့ဘဝအတွက်အရှုံးမဟုတ်ဘူးပြန်မထမှရှုံးတာလဲမယ်ဒါပေမဲ့မိတ်ဆွေနဲ့ကျွန်တော်တက်တာထဲမှာဖယားသခင်ရဲ့ဂယုနာတော်ကလဲတဲ့နေရာကနေပြန်ထူမမယ် ဖះဘာပြောလဲခொနှခါလဲရင်လဲထအောင်မယ်ခொနှခါမပြည့်ပြောင်လဲဖို့အားပေးနေတာမဟုတ်ဘူးနော်မလဲဘူးဆိုတာမရှိပါဘူးမကြရှုံးဘူးဆိုတာမရှိပါဘူးလဲပါတယ်ကြရှုံးဘူးပါတယ်သို့တော့လဲတိုင်းကြရှုံးတိုင်းဖះသခင်ကပြစ်ပလိုက်တဲ့အမိုက်မဟုတ်ဘူးဖះသခင်ရှင်မှာတံပိုးကြီးတော်သူတွေဖြစ်တဲ့မိတ်ဆွေနဲ့ကျွန်တော်ယေရှုခရစ်တော်ရဲ့အသက်နဲ့အသွေးနဲ့ရွေးပြီးမှလဲထားတာဝယ်ထားတာတံပိုးကြီးတယ် အာမင်ကိုတံပိုးကိုတိပါစိတ်တမချနဲ့လဲရင်လဲငါဖခင်ငါကိုပြန်ဆွဲထုတ်နေတယ်ပြန်လှဲ့မယ်နောင်တနဲ့သာလှဲ့ဖခင်အာဩပွဲပြန်ပြီးချင်းမြောက်မှာဖြစ်တယ်ဒီຢာနဲ့ပတ်သက်ပြီးတော့ဒါဝိတ်မင်းကြီးအကြောင်းကိုနည်းနည်းဝေငှခြင်းဟောတစ်ချိန်ကဒါဝိတ်ကတော့တိုးကြောင်သားပေါ့တိုးကြောင်တဲ့ဘုရားမှာဖခင်ကိုချစ်တယ်ဖခင်နဲ့အသက်ရှင်တယ်ဘာပဲလုပ်လို့ဖခင်ကိုတစ်ထားတယ်ဘဝတစ်ခုလုံးမှာဖခင်ဟာသူ့ဘဝရဲ့နံပါတ်1 ဖယားကိုလာမထီးနဲ့သေးချင်းသေးဖယားဘက်မှာပဲရက်မဲ့အမျိုးအစားဟုတ်တယ်အရိဒါဝိတ်ဂေါလျက်နဲ့တွေ့တယ်ဂေါလျက်ကောင်းကိုဖျက်ပလိုက်ဘသူ့ကိုထီးလို့လဲသူ့ကိုထီးလို့မဟုတ်ဘူးဖယားကိုထီးခိုင်းလို့တခါတည်းသူတီးမခံဘူးခေါင်းဖျက်ပြစ်တာကိုကိုကိုထက်ဖယားကိုပိုချစ်တယ်နော်ဒါဝိတ်ဖယားကလည်းဒါမျိုးလူကိုရှာနေတာနောက်ဆုံးဒါဝိတ်ကိုတွေ့ဆွဲပြီးတော့ဖျက်ခင်ချီမြောက်လိုက်တာ ဣတရေလအမျိုးယူရာအမျိုးရဲ့ဘရင်ဖြစ်သွားတယ်။ဘိသိက်သုံးခါရတယ်ဒါဝိတ်။တရက်ကျတော့တိုက်ပွဲတစ်ခုပေါ်လာတယ်။ဓမ္မရာဇဝင်ဒုတိယဆောင်ခါကြီး၁၇မှာအဲ့ဒီတိုက်ပွဲကိုသူမသွားဘူး။တိုက်ပွဲပေါ်တယ်တိုက်ပွဲဖျားတင်းအတွက်ပြင်ဆင်နေတင်တိုက်ဖို့ပဲ။ဒါဝိတ်ကမတိုက်ဘူးနောက်တန်းမှနေခဲ့နေခဲ့တော့ဘာဖြစ်လဲ။ဘာတရှိဘရေချိုးတာသွားတွေ့ရော။တွေ့သွားတာဗော။ တွေးသွားတော့ဗာသရှေဘကိုခေါ်ပြီးသူမားလိုက်တယ်အမှကြာရှုံးသွားပြီဒါဝိတ်ကြာရှုံးပြီဘယင်းတော်ဖယားကိုချစ်တော်သူနော်ဖယားကိုသူ့ဘဝမှာတစ်ထားတော်သူဘိတ်တိုက်သုံးချိန်ရထားတော်သူအခုကြာရှုံးသွားပြီဖယားသခင်ရဲ့လူဒါဝိတ်အဲ့ဒီဒါဝိတ်ကြာရှုံးပြီးတဲ့နောက်ပိုင်းမှာဘာသရှေဘရဲ့ယောက်ျားကိုလည်းသူညံအမျိုးမျိုးသုံးပြီးတတ်ပြစ်အာညံမျိုးမျိုးသုံးပြီးဘာသရှေဘကိုလည်းသူကောက်သိမ်းလိုက်သေးတယ် ချင်းတော့ဒါဝိဘလောက်ကြရှုံးလဲကြပီးရင်ကြကြပီးရင်ကြအကျိန်ကျင်ကြတရက်ကြတော့ဖယားကပရောဖက်နာသန်ကိုလွတ်ပြီးဒါဝိကိုနောင်တရအောင်နှုတ်ကပတ်တော်နဲ့စကားပြောတယ်နှုတ်ကပတ်တော်အတန်ကိုကြားတဲ့အခါမှာနောင်တရလာတယ်ချက်တော်ညီကိုမောင်တော်မဖယားသခင်ရဲ့အတန်ကိုကြားပြီးနားလေတဲ့အမျိုးဟာမင်္ဂလာရှိတယ်နာသင်ငါကိုလာစွာနေတယ်လို့ဒါဝိမပြောဘူးဖျားအတန်ဆိုတာသူကောင်းကောင်းသဘောပေါက်တယ် သဘောပေါက်တယ်ဒါနဲ့ပဲ तू ချက်ချင်းနောင်တရရတယ်နောင်တရပြီးမှ तू တောင်းမန်ဖရာသခင် तू မာသွားပြီ तू ပြစ်ကိုလွတ်ပါတောင်းမန်စစ်မှန်တဲ့နောင်တရတယ်တကယ်နောင်တအမှန်ရပြီးတော့တောင်းမန်တဲ့အခါမှာဖရာသခင် तू ပြစ်ကိုလွတ်တယ်အတော်အတန်တော့ဆုံးမတယ်ဘာလို့လဲနောင်နောင်သဘောပေါက်သွားအောင်နောင်ကျင်သွားအောင်ဘယ်တော့မှဒါမျိုးအမှားမျိုး မလုတ်ရဲတော့အောင်ကြုံလာရင်တော့မလုတ်ရဲအောင်ဖျားခင်ကအတော်တန်တော့ဆုံးမလိုက်စစ်မှန်တဲ့နောင်တသူရတယ်နော်အဲ့တော့သူ့ကိုဖျားခင်ပြန်ပြီးပါလို့လဲပြန်ချီးမြောက်တယ်ပြန်ကျေးဇူးပြုတယ်သူဟာတကယ်စစ်မှန်တဲ့နောင်တရလားမရဘူးလားတေချာကြည့်စစ်မှန်တဲ့နောင်တရတဲ့လူကအဲ့ဒီအပြစ်မျိုးနောက်တစ်ကြိမ်အခွင့်ရရရင်လည်းမလုပ်တော့ဘူးဒါပဲနော် ။နောင်တရလိုက်ပြန်လှုပ်လိုက်ပြန်လှုပ်လိုက်နောင်တရလိုက်နောင်တရလိုက်ပြန်လှုပ်လိုက်ဆိုတာကျွန်တော်ဒီကြားထဲမှာစကားကိုပြင်လိုက်ခြင်းတယ်။အဲ့ဒါနောင်တမဟုတ်ဘူး။အဲ့ဒါနောင်တမဟုတ်ဘူး။စစ်မှန်တဲ့နောင်တရတဲ့လူကဘတ်တော့မှပြန်မလှုပ်တော့ဘူး။ဒါမျိုးအမှောက်။အခွင့်အရေးရလည်းမလှုပ်တော့ဘူး။ဘာကြောင့်လဲ။ဒါဝိတ်ကိုကြည့်။ဓမ္မရာဆိုရင်တတိယဆောင်အခန်းကြီး1အပိုက်ငယ်1ကနေ4အထိလောက်မှာ အဘိရှက်ဆိုတဲ့မိန်းကလေးတယောက်ကြောင့်တွေ့ရတယ်။ရှုနေမျိုးသူအဘိရှက်ပိတ်ချောအတန်ငယ်ငယ်တော်တော်လှတဲ့မိန်းကလေးသူ့အကြောင်းလေးလိုက်အဲ့လောက်လှတဲ့အတန်ငယ်ငယ်မိန်းကလေးကိုဒါဝိတ်အသက်ကြီးတဲ့အခါကျတော့ဖတ်အိပ်ဖို့နှွေးဖို့သူ့ကိုပြင်ဆင်ပေးတယ်။ဒါပေမဲ့သိတ်ကောင်းတဲ့စံစာရေးတာဒါဝိတ်ဟာတဲ့အဲ့ဒီအဘိရှက်နဲ့ဖတ်ပြီးအိပ်တော်လဲပဲဘလောက်ကောင်းလဲတိလားစံစာက ဘယင်းသည်သိမ့်တော်မမူမပြမာတော့ဘူးရုံမချောလို့လားအိုးအပိုင်ငယ်လေးမှာဒီလိုရေးတယ်ထိုမိမသည်အလွန်အစင်းလာ၏အစင်းလာ၏လို့မရေးဘူးဗာလဲအလွန်အစင်းလာ၏ရှင်ဘယင်းကိုလည်းလှုပ်ကြွေးပြုစုလေ၏တော့ရတွင် ရှင်ဘယင်းသိမ့်တော်မမူမှတ်ထားပါပြမမာတော့ဘူး ကောင်းကောင်းသဘောပေါက်သွားပြီဒါဝိတ်ကအဲ့တော့ဒါဝိတ်ရဲ့အသက်တာမှာပြိုလဲဘူးလားပြိုလဲဘူးတဲ့ကြာရှုံးဘူးတဲ့ပြိုလဲဘူးကြာရှုံးဘူးတော့လဲပဲသူ့ရဲ့အသက်တာကိုကြည့်စစ်မှန်တဲ့ဒေါက်တာနဲ့ပြန်လှည့်လာတယ်ဖယားခင်ကြီးမားစွာပြန်လဲအသုံးပြုတယ်ဆိုတော့တွေ့ရတယ်ဒါကြောင့် online ကခွန်အားယူနေတော့မိဘညီကိုမောင်တို့မများဘဝမှာကြာရှုံးဘူးတဲ့စိတ်တမကြနဲ့နောင်တနဲ့ပြန်လှည့်လာခဲ့ဖယားခင်တင့်ကိုတာရွေးတော်ပြန်ချီးမြောက် အာမင်ပြန်မစမယ်ပြန်ဘုရားခင်သင်ရဲ့အသက်တာကိုစွဲခေါ်နေတဲ့သင်ကိုပြန်ပြီးဘုရားခင်ယေရှုပြုမယ်ကြာရှုံးဘူးတဲ့သူငါတယောက်တည်းမဟုတ်ဘူးဆိုတော့သင်သဘောပေါက်စမ်းပါကျွန်တော်တို့ရဲ့ဆရာကြီးဒါဝိတ်ကိုယ်တိုင်ကြာရှုံးဘူးတဲ့ဒါမဲ့နောင်တနဲ့ပြန်လှည့်တယ်တွေ့လားပြောပြီးပြီနော်စစ်မှန်သောနောင်တလဲလိုက်ထားလိုက်ထားလိုက်လဲလဲလဲလိုက်ထားလိုက်အဲ့လိုမဟုတ်ဘူးနော် ဒါဝိတ်ကိုကြည်စစ်မှန်တဲ့နောင်တဆိုတာပြန်မမားတော့ဘူးဖယားရှင်သူ့ကိုပြန်လဲရွေးကောက်ပြန်လဲချီးမြောက်ကြီးမားစွာအသုံးပြုတာတွေ့ရချစ်တော်ညီကိုမောင်တို့မကျွန်တော်အယောက်တိုင်းရဲ့အသက်တာထဲမှာစစ်မှန်တဲ့နောင်တနဲ့ပြန်လဲဖို့အရေးကြီးတယ်ကြရှုံးတဲ့နေရာမှာ ထိုင်မချဖို့အရေးကြီးတယ်လှဲမချပါနဲ့ပြန်ထပါကြရှုံးမှုတဲ့ဒါဝိတ်ပြန်ထတယ်ဖခင်ကြီးမားစွာပြန်သုံးတယ် ဒါကြောင့်ဒီနေ့ကျွန်တော်အားပေးခြင်းတယ်ကြာရှုံးမှုတဲ့လူတွေမှာသင်တယောက်တည်းမဟုတ်ဘူးဒီနေ့သင်နဲ့ကျွန်တော်သက်တာမှာလဲကြာရှုံးမှုတော့လဲစိတ်တမကြနဲ့ပြန်ထားပါဖခင်သင်ကိုပြန်မဆမှာဖြစ်တယ်ဖခင်ကသင်ပြန်ထားမဲ့ချိန်ကိုစောင့်မျှော်နေတယ်ဒီနေ့ကျွန်တော်တို့ရဲ့ကြာရှုံးခြင်းကလမ်းဆုံးမဟုတ်ဘူးဒါကြောင့်ရှိတဲ့နေရာကနေပြန်ထားပါဝိညာဉ်ရဘက်ကိုပြန်လှည့်ပါနှောင်တနဲ့ပြန်လာပါဖခင်ပြန်ပြီးသင်နဲ့ကျွန်တော်သက်တာကိုအဆုံးပြုမှာဖြစ်တယ်ဟာလေလုယာ ချရှုံးခြင်းကငါတို့အတွက်အဆုံးမဟုတ်ဘူး God bless you